မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အထွေထွေထိုးစစ်ကြီးကိုဆင်နွှဲရန်အတွက်မဟာမိတ်တော်လှန်အင်အားစုတွေနဲ့ညှိနှိုင်းပြင်ဆင်နေရလို့ NUG ကာကွယ်ဝန်ကြီးဦးရင်မောင်ကပြောပါတယ်နေစံတရနေ့မှာစစ်ကောင်စီကဂျုံတို့မျိုးတောင်ကြားင်းဒေသကြီးရော်တွေကစာတင်ကြောင်ဖုံးကြီးကြောင်နဲ့နေတွေကိုလင်းနဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်နေတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးကိုဆင်နွှဲဖို့အတွက်မဟာမိတ်တော်လည်အင်အားစုတွေနဲ့ညှိနှိုင်းပြင်ဆင်နေရလို့ NUG ကာကွယ်ဝန်ကြီးဦးရင်မွန်ကအသိပေးပြောဆိုလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်တပ်အမှတ်နှစ်စစ်စင်ရင်နဲ့မြေတိုင်းစစ်တနအရာဝတီအမှတ်29ပြူဟာ ARPDF အပတ်စဉ်ကအခြေခံစစ်ပညာသင်တန်းစင်ပွဲအခမ်းအနားမှာအွန်လိုင်းမိန့်ခွန်းပြောကြားစဉ်တွင်အခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ စစ်မဟာဗျူဟာအရာအဆင့်30ကိုဖြတ်တန်းရမှာဖြစ်ပြီးပထမအဆင့်နဲ့ဒုတိယအဆင့်ဖြတ်တန်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်တတိယအဆင့်အနေနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်လို့ဥယျာဉ်မွန်ကပြောပါရတယ်။အဲ့ဒီအဆင့်အတွက်အမျိုးသားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာအထွေထွေထိုးစစ်ကြီးအတွက် ပြင်းစင်ကျိုးပန်းနေကြတယ်ဆိုတာအသိပေးလိုတယ်လို့လည်း NUG ကာကွယ်ဝန်ကြီးဥယျာဉ်မွန်ကပြောပါရတယ်။အဲ့ဒီထိုးစစ်ကြီးမှာ AR တိုင်းမြေဝကျွန်းပေါ်ဒေသဟာအရေးကြီးတဲ့စစ်မျက်နှာတစ်ခုအဖြစ်ပါဝင်မှာဖြစ်ပြီးမြေဝကျွန်းပေါ်ဒေသသားတွေဟာအမိတ်နာကမို့စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းလိုက်နာမို့တိုက်စွမ်းရည်ကောင်းမွန်မှုတို့ကိုမဟာမိတ်တော်လှန်ရေးတပ်မှုတွေကချစ်ကျူးထားပြီးဖြစ်ကြတဲ့အတွက်ကြောင့် AR တိုင်းမြေဝကျွန်းပေါ်ဒေသရဲ့စစ်မျက်နှာအတွက် တောင်းဝန်ကြေပြွန်စွာထမ်းရနိုင်မယ်လို့ယုံကြည်ကြောင်းဥယျာဉ်မုံကအသိပေးထားပါဗါဒါအပြင်အနည်း90ကျော်တိဆောက်ထားတဲ့အကျန်းဖက်လက်လက်ကန်အဖွဲ့ကြီးကို လင်းနဲ့သား PDF ကဥကျိုးအောင်ချုပ်ပစ်နိုင်တယ်ဆိုတာကရဲဘော်တို့ရဲ့လက်ယုံရည်နှလုံးရည်ထူးချွန်ထက်မြက်မှုကိုဖော်ပြနေတာဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကချီးကျူးပြောဆိုပါတယ်။ဒီလောမှာ AR တိုင်းပဲခူးတိုင်းမကွေးတိုင်းတို့မှာ PDF တွေက KNU AA အပါအဝင်တော်လဲအင်အားစုတွေနဲ့ပူးရဲကထိုးစစ်ဆင်မှုတွေကိုလှုပ်ဆောင်လာပြီးတလင်းတိုင်းတိုင်းစကိုင်းတိုင်းနဲ့မလေးတိုင်းတို့မှာလည်း PDF တွေနဲ့တော်လဲအင်အားစုတွေကြား ပူပေါင်းဆောင်ရွက်မှုတွေနဲ့စစ်စင်ရေးတွေကိုဖော်ဆောင်နေရလို့လဲတော်လဲတပ်ဖွဲ့တွေစီကသိရပါရရှင်။ကရင်ပြည်နယ်တရင်တဘုတ်ကိုတက်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်ကော့ခရစ်မြို့နယ်ကြုံတိုးမြို့တောင်ကြိုင်ဒေသကြီးရတွေကစာတင်ကျောင်းနဲ့ဖုံရင်ကျောင်းနေတွေကိုအကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခတ်နေလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဧပြီလ18ရက်နေ့နှစ်ဆန်းတရက်နေ့မနေ့ပိုင်းကနေစတင်က လက်ရှိညနေပိုင်းချိန်တိအကြမ်းဖက်စစ်တပ်ဟာကြုံတိုးမြို့တောင်ကြားရင်ဒေသအတွင်းကကြည်ရတွေကိုဝိုင်းတွဲ Jet Fighter တွေနဲ့ဇက်တိုက်ဘုံကျဲတက်ခတ်နေတာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်စာတင်ကြောင်ဖုံးကြီးကြောင်နဲ့နေရင်တွေပျက်စီးမှုရှိပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။အဲလိုလေကြောင်းတက်ခတ်မှုကြောင့်စိုက်တလိုက်ရွာစာတင်ကြောင်ဆောင်ဟာပျက်စီးသွားခဲ့ပြီး 33စုရွာနဲ့မိကလုံရွာဘက်ကနေအိမ်ခြံဝင်းတွေပျက်စီးခဲ့လို့လည်းသိရပါဗျ။လက်ရှိအချိန်ထိကော့ဂရိတ်ကျုံတို့တောင်ကြာအင်းလမ်းပိုင်းတစ်ချောင်းကို KNL မဟာမိတ်ပူးပေါင်းတပ်တွေက နေရာယူထားတာဖြစ်ပြီးကျုံတို့ခမရရဲ့945 946တပ်ရင်းဒီစီးရဲဆက်လက်တင်းမာနေကဖမ်းပချံ ဂျိုင်းကော့ဂရိတ်ဂျပန်တရားကိုအကြက်ဘက်စစ်ကောင်စီတပ်ကစစ်ကိုအင်အား200နဲ့အခိုင်အမာနေရာယူထားပြီးဒေသတွင်းဖြတ်တန်းသွားလာခြင်းမပြုတော့ဘဲတရားကိုပိတ်ချကာခံစစ်ပြင်ဆင်နေရလို့လဲစစ်အနေမြေသတင်းမြစ်တွေကသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့မွန်ပြည်နယ်ရင်းမြို့နယ်ကြောင်းရွာအခြေစိုက်ခမရ961တရင်ကအကြမ်းဖက်တပ်သားတွေကင်းပတ်ဖို့အတွက်ထောက်ကွာလာစဉ်တွင်ရေးဘလူအဖွဲ့က RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သားအလုံးဟာတက်သေးကိုဝင်ပြေးသွားတယ်လို့ရေးဘလူအဖွဲ့တရင်မှုကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်ဧပြီလ18ရက်နေ့နေ့လယ်ပိုင်းအချိန်က ကျောင်းရွာအခြေစိုက်ခမရ961တရင်ကအကြက်ပက်စစ်သားတွေကင်းပတ်ဖို့ထွက်ခွာလာစဉ်တွင်ရေးဘလူးဖွဲ့က RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွင်းမှာအကြက်ပက်တပ်သားတွေထိခိုက်မှုရှိပြီးစစ်သားအလုံးကကြောက်လန့်ကခမရ961တရင်တဲကိုဝင်ပြေးသွားတယ်လို့လည်းရေးဘလူးဖွဲ့ရဲ့တရင်မှုကပြောပါတယ်ရှင်။ဒီတစ်ခါမှာတော့ တင်းလာရင်တန်းကျွန်းစုမြို့နယ်ပဲတံကျေးရွာပြူစောတီအထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရတယ်။ဧပြီလ12ရက်နေ့မနက်ပိုင်းကအကြမ်းဖက်တပ်သားအင်အား10ဦးခန့်ရှိတဲ့ပဲတံရွာပြူစောတီအထိုင်စခန်းကို ကျုံးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်25မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်တပ်သားတွေဘက်ကထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိပဲတိုက်ပွဲအတွင်းမှာပြူစောထိတွေက60မမလက်လက်ကြီးတွေလက်လက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးမှလည်းတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါရဲ့ရှင်။ ဘဂဝသတင်းတပုတ်ကိုကြည့်အောင်ပါဘဂိုတန်ကြောက်တကားမြို့နယ်ပဲနယ်ကုန်းနတ်တန်ကွင်းလမ်းပေါ်ကအကြက်ဖက်စစ်ကောင်စီရဲ့စစ်တပ်စခန်းကစစ်မှုထမ်းတပ်သားတွေတို့ကတနတ်တလက်နဲ့ခရမ်းတွေကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့ဘကိုးကရံအမှတ်နဲ့တရင် P23702 ကဒုတက်ရင်းမှုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဧပြီလ15ရက်နေ့မှာ ကျောက်တကားမြို့နယ်ပဲနယ်ကုန်းနတ်တန်ကင်းလမ်းပေါ်ကအကျန်းဖက်စစ်တဲ့စခန်းကစစ်မှုထမ်းတပ်သားတွေတဦးဟာတနက်တလက်နဲ့ခရမ်းတွေကိုယူဆောင်လာပြီးပြည်သူ့ကာကွယ်တပ်မတော်ပဲခူးခရိုင် အမှတ်နှစ်တရင် P23702 C ကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အခုလိုအလင်းဝင်ရောက်လာတဲ့အတွက်ဘေးကင်းတဲ့နေရာကိုပို့ဆောင်က ပြည်သူရင်ခွင်နဲ့ချိတ်ဆက်ကလိုအပ်တာတွေကိုဆက်လက်ဆောင်ရွက်နေရလို့လည်းသိရပါဗါ။အဲ့ဒီစစ်မှုထမ်းမှာပေါင်းတယ်မြို့နတ်ပတိကျွာကဖြစ်ပြီးနေမှာရှိနေစဉ်ည9နာရီခန့်မှာစစ်ကောင်စီတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကရောက်ရှိလာကလက်ထိတ်ခတ်ခေါ်ဆောင်သွားပြီးတပ်သားတစ်စုဆောင်ရေးကိုပို့ဆောင်ခံလိုက်ရတာဖြစ်တယ်လို့လည်းသိရပါဗါရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းကံဘလူမြို့နယ်မှာနာရီအိမ်ကနေပြန်လာတဲ့ပြည်သူလူအုပ်ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးရုပ်လောင်းတွေကိုလမ်းဘေးမှာစွန့်ပစ်ခဲ့လို့ကံဘလူခရံတရင်လေးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဧပြီလ17ရက်နေ့မှာကံဘလူမြို့နယ်ခအုံးတာရွာကအမျိုးသား3ဟာ နိုင်ရေးအိမ်ကနေပြန်လာစဉ်တွင်ငပြောတိုင်းရွာတစ်နဲ့ပေကြီးရွာကြအကြက်ဘက်စစ်တပ်ကင်းမုံကဖမ်းဆီးတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အကြက်ဘက်တပ်သားတွေဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ပြည်သူနှုတ်ဟာ ခေါင်းသာရွာကအသက်28နှစ်အရွယ်ကိုနေလင်းဦးနဲ့အသက်36နှစ်အရွယ်ရှိတဲ့ကိုချစ်နိုင်တို့ဖြစ်ပြီးကြံတအူးမှာတော့ထွက်ပြေးလွတ်မြောက်သွားခဲ့လို့လည်းသိရပါဗျ။အဲ့ဒီလိုပြည်သူလူထုကိုအကြမ်းဖက်တပ်သားတွေကဖမ်းဆီးတပ်ပြတ်ပြီးတဲ့နောက်မှာငပြိုးတန်းရွာတင်တဲ့ပေကြီးရွာအကြလမ်းဘေးမှာရုပ်လောင်းတွေကိုစုပစ်ထားခဲ့လို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်ဒါအရရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မညပါ